တောင်ကိုရီးယားဆိုရသည်သမ္မတရွေးကောက်ပွဲကိုဇွန်လ3ရက်တွင်ပြုလုပ်ရန်ဆုံးဖြတ်သွားလိမ့်မယ်လို့ယွန်ဟတ်သတင်းအေဂျင်စီကဧပြီလ9ရက်တွင်ဖော်ပြခဲ့ပါသည်။ပြီးခဲ့တဲ့သတင်းပတ်တွင်အခြေခံဥပဒေဆိုင်ရာတရားရုံးကဆေးဥချုပ်ရဲ့မိန့်ကြေညာခဲ့မှုကြောင့်ဆွဆဲဖြစ်တင်ခံရတဲ့သမ္မတရွန်ဆော့ယိုရာဒူးမဖယ်ရှားခဲ့ပြီးနောက်အစိုးရဖွဲ့ကသမ္မတရွေးကောက်ပွဲပြုလုပ်ရန်စီစဉ်နေခြင်းဖြစ်ပါသည်။ရွေးကောက်ပွဲပြုလုပ်မယ့်နေ့အတွက်နိုင်ငံတော်ရုံးပိတ်ရက်သတ်မှတ်ရန်လိုအပ်တာကြောင့်အစိုးရဖွဲ့သည်ဧပြီလ၈ရက်တွင်အစည်းအဝေးပြုလုပ်လျက်ရှိပြီးအပြီးသတ်ဆုံးဖြတ်ချက်ကိုချသွားလိမ့်မယ်လို့ အမည်ဖော်လိုတဲ့အစိုးရရာရှိသူကပြောကြားချက်ကိုကိုးကားပြီးရဟတ်သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။ရွေးကောက်ပွဲကော်မရှင်ကလည်းရွေးကောက်ပွဲပြုလုပ်မယ့်ရက်ယာယီတမရာဟန်တိုဆူးကကြေညာလိမ့်မယ်လို့ထုတ်ပြန်ခဲ့ပါတယ်။အသက်64နှစ်အရွယ်ယွန်းသည်ဒီဇင်ဘာလ3ရက်နေ့ကအရက်ဖက်အုပ်ချုပ်ရေးကိုဆိုင်းငံ့ခဲ့ပြီးနောက်ဆေးအုပ်ချုပ်ရေးမိထုတ်ပြန်ကြေညာခဲ့ပါတယ်။နိုင်ပိုင်းကြာတွင်လွှတ်တော်ကယွန်းဤဆေးအုပ်ချုပ်ရေးအမိန့်ကြေညာချက်ကိုမဲခွဲပြီးပယ်ချခဲ့ပြီးနောက်မကြာမီအချိန်အတွင်းမှာပင်ယွန်းဤဆေးအုပ်ချုပ်ရေးအမိန့်ကိုပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ထို့နောက်လွှတ်တော်ကရွှေဟောဆွဆဲပြစ်တင်ခဲ့ပြီးတမရတာဝန်ကိုဆိုင်းငံ့ခဲ့ခြင်းဖြစ်ကာထိုဖြစ်ရပ်များအတွက်တောင်ကိုရီးယားနိုင်ငံကိုနိုင်ငံရေးအကြက်တဲကိုကြားရောက်သွားစေခဲ့ပါတယ်။ထို့နောက်ဧပြီလ၄ရက်တွင်အခြေခံဥပဒေဆိုင်ရာတရားရုံးကဆွဆဲပြစ်တင်ခံရတဲ့ရုံးကိုယာရုမဖယ်ရှားရန်စီရင်ချက်ချမှတ်ခဲ့ပါတယ်။ဧပြီလ၆ရက်နေ့ကလည်းတောင်ကိုရီးယားလွှတ်တော်ဥက္ကဋ္ဌဝူဝမ်ရှစ်ကတမရ၏လုပ်ပိုင်ခွင့်အာဏာခွင့်ကိုရှော့ချရန်အတွက်အခြေခံဥပဒေကိုပြင်ဆင်ရန်အဆိုပြုခဲ့ပါတယ်။